်မင်္ဂလာပါရှင်ဒီမှာကတော့ဒီဇူလိုင်မှာ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါစကိုင်းမြို့နယ်တွင်က NUG ထိန်းချုပ်နယ်မြေမှာငလင်ပေးကြောင်48ရောက်တည်ဆုံးပြီးလူ2500ကျော်ငလင်ဒဏ်သင့်ခဲ့သလိုနိုင်ငံတော်အမွေအနှစ်382ခုပြက်စီးပြီးအိမ်ပေါင်း1800လောက်ပြက်စီးပြိုကျခဲ့တယ်လို့ထုတ်ပြန်ပါတယ် ဒါဟာအေဘလာ၂ရက်နေ့အထိရွာပေါင်း49ရွာကကောက်ခံရတဲ့ဆင်းတွေဖြစ်ပြီးတော့စစ်ကောင်စီထိန်းချုပ်ထားတဲ့သခိုင်းမျိုးပေါ်ရက်ကွက်78ခုမှာတော့တေဆုံသူ611ယောက်ထိခိုက်ဒဏ်ရာရရှိသူအယောက်900နဲ့အဆောက်အဦ3500ကျော်ပျက်စီးခဲ့တယ်လို့ဆိုပါတယ် ငလင်ဘေးသစ်စကိုင်းမြို့ရဲကိုမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်သွားရောက်အားပေးနှစ်သိမ့်ခဲ့ပြီးတော့စစ်ကောင်စီထိန်းချုပ်နေမြေတဲကပြည်သူတွေကိုလည်းကူညီပေးနေတယ်လို့အန်ယူဂျီကထုတ်ပြန်ပါတယ်။ အမြဲတမ်းတွင်းဝင်ဥက္ကမင်းဟာဧပြီလ3ရက်နေ့ကစကိုင်းမြို့နယ်ကိုသွားရောက်ခဲ့ပြီးတော့ငလင်တန်ကျောက်ပျက်စီးပြိုလဲသွားတဲ့နေအိမ်အဆောက်အဦတွေစာတင်ကျောင်းတွေတာသနိကအဆောက်အဦတွေနဲ့လမ်းတံတားတွေကိုလိုက်လံကြည့်ရှုပြီးတဲ့နောက်ငလင်ဘေးဒဏ်သင်ပြည်သူတွေနဲ့တွေ့ဆုံပြီးလိုအပ်ချက်တွေကိုမေးမြန်းဆွေးနွေးအားပေးနှစ်သိမ့်ခဲ့တယ်လို့ဆိုပါတယ်ရှင် ထိုင်းမြန်မာနိုင်ငံကရပ်ဖက်အဖွဲ့အစည်းတွေနဲ့လူခွင့်ရေးလှုပ်ရှားသူတွေအပြင်းထန်ကောက်ွက်တဲ့ကြားကပဲဧပြီလ၄ရက်ထိုင်းနိုင်ငံဗန်ကောက်မြို့မှာကျင်းပပြုလုပ်နေတဲ့ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများနှီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်စတက်စီဝေကိုမြန်မာနိုင်ငံစစ်ကောင်ဆောင်နဲ့စစ်အုပ်စုပေါင်းဖော်တွေတက်ရောက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံကအင်တာပိုအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီးဖမ်းမတမ်းထုတ်ခံထားရတဲ့မြန်မာစစ်ကောင်ဆောင်ကိုဖမ်းဆီးခွင့်ရှိနေတဲ့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေထိုင်းရောက်မြန်မာလူခွင့်ရေးလှုပ်ရှားသူတွေနဲ့မြမရေးကူညီနေတဲ့ထိုင်းနိုင်ငံသားတွေကဖမ်းဆီးဖို့ရေးဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပြီးဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပါတယ်စစ်ကောင်းဆောင်ကတော့စီဝေးပြီးတဲ့ဧပြီလ၄ရက်နေ့ညနေပိုင်းကပဲဘန်ကောက်မြို့ကနေပြန်လည်ထွက်ခွာသွားပါတယ် စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကတော့အစည်းအဝေးအောင်မြင်ခဲ့ကြောင်းနဲ့ကဘာကိုမြန်မာကအာရုံစိုက်နေပြီးစီလုံးကြဖို့လိုအပ်တယ်လို့ပြောဆိုခဲ့ပါတယ်ရှင်။မက်လာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလေးမှာမန္တလေးအိုးဘိုထောင်တွင်းကအဆောက်အဦတချို့ပြိုကျပျက်စီးခဲ့ပြီးအကျဉ်းသား၄၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့အခုချိန်ထိအကျဉ်းဦးစီးဘက်ကသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။ ဧပြီလ9ရက်နေ့မှာတော့တေဆုံးသူတွေကနိုင်ငံရေးအကျဉ်းသူအမျိုးသမီး6ဦးကိုတော့အတီးပြုတ်ထားပြီးဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNL ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကို DPP သတင်းတောက်ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်အော်ဟုတ်ကဲ့ပါကိုရှင်ဒီပထမဆုံးပေါ့နော်ဒီငလျင်တန်ချောင်းဥပိုလ်ချင်းထောင်တွင်မှာဒီကြဆုံးခဲ့ရတဲ့နိုင်ငံရေးကျင်းသူတွေစီရင်ကိုကိုရိုဘကထုတ်ပြန်ထားတာရှိတော့အဲ့ဒီကြောင်းလေးရင်ဆုံးပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ခင်ဗျာဒီမလ28ရက်နေ့မှာ လုတ်ခတ်ခဲ့ရတဲ့ငလျင်ကြောင့်မို့လို့ကြဆုံးသူအနည်းဆုံး၁၂ဦးထိရှိခဲ့တယ်လို့ကျွန်တော်တို့အချက်လက်တွေအရသိရှိထားပါတယ်။အဲဒီတိစုံမှုအချက်လက်တွေကိုကျွန်တော်တို့အတည်ပြုနေစဉ်ပေါ့နော်ကျွန်တော်တို့ဒီနေ့မနေ့ထိအတည်ပြုထားနိုင်မှုမှာဆိုရင်ဒီကြဆုံးသွားတဲ့သူတွေထဲမှာအနည်းဆုံးနိုင်ငံချင်းသူ6ဦးတိစုံခဲ့တယ်ဆိုတော့ကျွန်တော်တို့အချက်လက်တွေအရသိရပါတယ်။ဟုတ်ကဲ့ပါကောဒီနိုင်ချင်းအမျိုးသမီး6ဦးကကိုဘလို့ပုံမှန်တွေနဲ့ဖန်စီထားတဲ့နိုင်ချင်းတွေဖြစ်မလဲရှင်ဒီ6ဦးထဲမှာအမှုရင်ဆိုင်နေစေနိုင်ငံရေးပုံမှန်နဲ့905ကကြီး အပါဝင်နိုင်ငံပုံမှန်နဲ့အမှုရင်ဆိုင်နေတဲ့အမျိုးသမီးတူပါဝင်ပါတယ်။ကျန်တဲ့လူတွေအားလုံးကတော့အမိတ်ချမှတ်ခံထားပြီးရဖြစ်တယ်။အဲ့တော့အဲအနည်းဆုံးပုံမှန်ကတော့95ကကြီးနဲ့ထောင်လယ်3နှစ်ချမှတ်ခံထားပြီးကျန်တဲ့လူတွေကတော့51 50နှစ်ကဲ့သို့တော့ဒီအချမ်းဖက်ပုံမှန်တွေနဲ့ဆွဆွဲဖက်စည်းခံထားတဲ့လူတွေဖြစ်ပါတယ်ခင်ဗျာ။ဒီ6ဦးကအခုအသက်အရွယ်အဖြစ်ပေါ့နော်ဘလောက်ကနေပဲရွယ်ထိပါဝင်ပါသလဲရှင်။ဟုတ်အဲသူတို့ရဲ့တူးချင်းစီရဲ့အကြောင်းအရာတွေတော့ကျွန်တော်တို့လက်ရှိမှာတော့အသေးစိတ်ထုတ်ပြောဖို့ ကျွန်တော်တို့မရှိသေးပါဘူးခင်ဗျာတို့တော့လည်းပဲကျွန်တော်တို့ပြောနိုင်တာကဒီတိဆုံးမှုတွေထဲမှာအနည်းဆုံးအသက်20အနေမှာအသက်50အတွင်းအဲမျိုးသမီးတွေပါတယ်လို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုဒီအကိုတို့ပထမဆုံးထွက်ပြန်ခဲ့တယ်ပေါ့နော်ဒီ12ဦးမှာတိဆုံး12ဦးမှာပေါ့အဲအခြားဒီနိုင်ကျင်းတွေအပါအဝင်အခြားအကျဉ်းသားအကျဉ်းသူတွေလည်းဟိုပါဝင်နေရဆိုရက်ဟာအကိုတို့အခုချိန်ဒီစစ်စစ်နေသေးပဲလားရှင်အော်ဟုတ်တယ်ခင်ဗျာအဓိကကတော့ကျွန်တော်တို့သတင်းတိပိုင်ခွင့်တွေကိုအကျဉ်းစည်းဌာနက တီချာကိုမှပိတ်ပင်ထားတဲ့အခြေအနေမျိုးမှာကျွန်တော်တို့အာအချက်လက်တွေကိုအချိန်နဲ့တပြေးညီထုတ်ပြန်ဖို့အရန်ကိုမှခက်ခဲနေပါတယ်။ကျွန်တော်တို့နေမဲ့မဟုတ်ဘဲနဲ့မိသားစုဝင်တွေကိုယ်တိုင်အားစားမိမိတို့ရဲ့တာဝန်တည်ဆုံးခြင်းရှိမရှိဆိုတာကိုအဲမေးမြန်းခွင့်တွေမရတာမျိုးတွေလက်ရှိမှာဖုန်းလိုင်းအင်တာနက်လိုင်းခက်ခဲရကြောင်းမို့လို့ကြဆုံသွားရတဲ့မှာမိမိတို့ရဲ့မိသားစုဝင်ပါမပါဆိုတာကိုမှခဲရင်နေတယ်အထူးတစ်ဖြစ်တော့သတင်းတိပိုင်ခွင့်တွေကိုကန့်တက်ခံထားရတဲ့အတွက်ကျွန်တော်တို့ခုလိုမျိုးနောက်ကျနေရခြင်းစစ်စစ်မှုတွေအဲကြန့်ကြာနေရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့လက်ရှိအချိန်ထိတော့အရေးပေါ်စေဝါကူတာမှုခံယူနေရတော့၉ဦးရှိပါတယ်ဗျနိုင်ငံရေးချင်းတို့၉ဦးရှိပါတယ်အဲပြီးတော့ငလျင်တိတဲ့အကြောင်းမှုပဲထိခိုက်ဒဏ်ရာရခဲ့သူအနည်းဆုံးကျွန်တော်တို့တည်ပြုထားပြရရေးအတွက်40ရှိပါတယ်အဲ့တော့အမျိုးသားမျိုးသမီးတွေရပေါင်းမယ်ဆိုရင်40ရအထက်မှာရှိရဲကျွန်တော်တို့တည်ပြုထားပြီးသားငလျင်အကြောင်းမှုလို့၆ောက်ဂျိုးရတဲ့သူလက်ဂျိုးရတဲ့သူဥကောင်းထိခိုက်ဒဏ်ရာရတဲ့သူအပါအဝင်စုစုပေါင်းအဲကျွန်တော်40လောက်ထိကိုတော့အတည်ပြုထားပြီးဖြစ်ပါတယ်ဗျပြပြမှာဒီထက်ပုံပုံများပြားတဲ့အရေးအတွက်ရှိနိုင်တယ်ဆိုတော့လေကျွန်တော်တို့ဒီနေရာနေတော့ကျွန်တော်ပြောချင်ပါတယ်ဗျ ဟုတ်ကဲ့ပါကိုဒီလိုမျိုးဒီစစ်ကောင်စီဘက်ကဒီအချင်းဦးစီးဘက်ကပေါ့နော်တရင်တွေကိုဘာကြောင့်အခုလိုမျိုးဖုံးထားတယ်လို့ဟိုအကိုသုံးသပ်မိပါတယ်လေရှင်အဲအထူးတစ်ဖြစ်တော့တင်းထောင်ထဲမှာစီမံခန့်ခွဲမှုညံ့ဖြစ်နေတာရှိခဲ့တယ်အချင်းသားချင်းလူတွေကိုတတ်မှတ် ခံနိုင်တဲ့ဝန်ထက်အခန်းကြီးနေထဲမှာလူကြီးကိုထူထဲဆိုတာထားခဲ့တယ်။ငကိုမူလအတွေကစောင့်နေတာဟောင်းနှဲနေတဲ့အခြေအနေမျိုးမှာအခုလိုမျိုးလူကြီးများစွာစုပြုံထားခြင်းခံခဲ့ရတဲ့အတွက်ငလင်လုတ်ခတ်တဲ့အချိန်မှာတိုက်စုံးမှုတွေပုံပုံများပြားလာခဲ့တာဆိုတော့ဒါကျွန်တော်တို့ကတော့ထောက်ပြခြင်းတယ်။သူတို့ရဲ့မာရင်းမှုတွေကိုထောက်ပြခံရမှာနဲ့ထောင်ရင်းတိုက်စုံးမှုတွေဟာတိုက်စုံးတင်းလို့တိုက်စုံးတာမဟုတ်ပဲနဲ့စီမံခန့်ခွဲမှုညံ့ဖျင်းလို့တိုက်စုံးရတယ်ဆိုတဲ့အခြေအနေတွေကိုပြည်သူလူထုတတိထားမိသွားမှာကိုစိုးရိမ်နေတဲ့အတွက်ကျွန်တော်တို့ကတော့ဒါသူတို့မထုတ်ပြန်ရခြင်းဖြစ်တယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်ခင်ဗျာ။ အကိုတို့အနေနဲ့နောက်ဆုံးဗာများဖြည့်ဆွက်ပြီးတော့အတိပေးပြောကြမှာတလေရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါကျွန်တော်ရဲ့အခွင့်အရေးပေါ့နော်လူသားတိုင်းရရှိရမယ့်အခွင့်အရေးမှာဟောမှာပဲဒါတည်င်းတိပိုင်ခွင့်တွေရှိပါတယ် right to know ဆိုတော့ကျွန်တော်တို့ရဲ့အဲတည်တင်တည်လိုက်တဲ့ကိစ္စရဲ့တွေကိုကျွန်တော်ကတည်ခွင့်ရမှာဖြစ်ပါတယ်လက်ရှိချိန်ဒီမှာတည်င်းတွေကိုအမောင်းချထားတဲ့အပြင်အချင်းသားအချင်းချင်းကြားအဆောင်တွေတစ်ဆောင်နဲ့တစ်ဆောင်ကြားမှာပါတည်င်းမောင်းချထားတဲ့လောက်ရက်တွေဟာစစ်ကောင်စီအနေနဲ့ကောအကျဉ်းစီးဌာနအနေနဲ့မရိုးရှင်းတဲ့အခြေအနေတွေမြေပြင်မှာဖြစ်နေတယ်ဒီထက်ပုံပုံများပြားတဲ့တည်ဆုံမှုတွေ ဖြစ်နေရဲဆိုတာကိုသူတို့ကိုယ်တိုင်လှုပ်ဆောင်နေတဲ့လုပ်ရက်တွေကိုကြည့်ချင်းအားဖြင့်တော့ကျွန်တော်တို့ပုံပုံသိရှိနိုင်တယ်။ဒါကြောင့်မို့လို့လည်းကျွန်တော်တို့ပို့ပြီးမှကမှတန်ရရနဲ့တတိကြီးကြီးထားပြီးမှကျွန်တော်တို့စောင့်ကြည့်ပြီးမှထုတ်ပြန်နေရခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ရထုတ်ပြန်ချက်တွေပေါ်မှာပြန်လည်ခြေပကျင်နေဆိုရင်လည်းစစ်ကောင်စီအနေနဲ့တိုက်စုံးမှုတွေထိခိုက်ဒဏ်ရာမှုတွေကိုရှင်းရှင်းလင်းလင်းတိတိကျကျနဲ့မှန်မှန်ကန်ကန်တရင်ထုတ်ပြန်ပါလို့ကျွန်တော်တို့အနေနဲ့တော့အဓိကပြောချင်ပါတယ်ဗျာ။ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ဒီဂျူလိုင်မှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။